အခုရပိုင်းကျွန်တော်ကိုအမေးများတဲ့မေးခွန်းတစ်ခုက Tecno Common 40 Pro နဲ့ Infinix Note 15 Pro ဘယ်ဖုန်းကိုဝယ်ရမလဲ။အတင်ပြကတော်တော်တော့ကောင်းနေ။ဘာလို့လဲရှိချင်10သိန်းဝန်းကျင် Official Global ထဲမှာဆိုလို့ချင်းဒီကောင်နဲ့ကောင်က All-rounder ဖုန်းတွေလို့တော့ပြောလို့ရတယ်။ဆိုတော့ဒီဖုန်းနှလုံးမှာကျွန်တော်တို့ဘယ်ဖုန်းကိုဝယ်ရမလဲ။အားသာချမ်းတဲ့သူအားနဲ့ချက်တွေကရောဘာဖြစ်မလဲ။ကြော်ဒီနေ့မှာ comparison လုပ်ပေးသွားမှာဖြစ်တဲ့အတွက်ဒီ video လေးကိုကြည့်နေတဲ့သူတွေဆိုရင်တော့ကျွန်တော်ကို like and share လုပ်ပြီး support ပေးသွားလို့ရပါလို့ပြောနေပဲ။ ျွန်တော်ဗီဒီယိုလေးကိုစကြတာပေါ့ဒီတော့အပြင်တော့ဖုန်းနှလုံးလုံးက9399000ကျပ်ဖြစ်ပြီးတော့ Tecno Common 40 Pro က Brand 8256ကနေလာမယ် Infinite Note 15 Pro ကကျတော့ Brand 12256ကနေလာမယ်ပထမဆုံးအနေနဲ့ဒီဖုန်းနှလုံးရဲ့ performance ပါ performance နေလဲဆိုရင်အာကျွန်တော်ဘာမှတိတ်ထွေထူးထူးပြောနေစရာတော့မရှိတော့ဘာလို့ဆိုတော့ performance နေလဲဆိုရင်အခုနောက်ပိုင်း infinite techno phone တွေနဲ့အာလော collab လုပ်ထားတယ်လို့ထင်ရလားတဲ့ဒေါက်လျှောက်မြင်တွေ့လာရတဲ့ Helio G100 Ultimate ဆိုတဲ့ချစ်ဆက်ကိုသုံးမိထားတယ်။ဒီ SoC နဲ့ပတ်သက်လို့ပြောမယ်ဆိုရင်2024ခုနှစ်တက်တဲ့လုံးမှာကျွန်တော်တို့ဒေါက်လျှောက်တွေ့လာရတဲ့ Helio G99 နဲ့ရှင်မယ်ဆိုလို့ရှိရင် CPU ရော GPU ဘိုင်းကကွာခြားချက်အနည်းငယ်ပဲရှိရယ်။ Benchmark နဲ့အရာကြည့်မယ်ဆိုလို့ရှိရင်လည်း Helio G99 ထက်3%လောက်ပဲပိုပြီးတော့မှ efficient ဖြစ်လာတာ။ကျောင်း Helio G G100 Atomic ဆိုတာက marketing gimmick သဘောမျိုးပဲ။ Okay မင်းတို့ကတော့ Helio G99 ကိုမတွေ့ကြတော့ရတယ် Okay ငါမင်းတို့ Helio G100 ဆိုတဲ့ချစ်ဆက်အစ်စ်ကိုတုံးမိမယ်။သူတို့အနေနဲ့ဘယ်လိုပဲ ြောင်းပြောင်းနမဲသာပြောင်းသွားတာကျွန်တော်အတွက်ဆိုလို့ရှိရင်တော့ဒါကဟီလီယို G99 ပဲပြောရင်ဒီချက်ပြက်တွေဆိုတာလဲ mesh level associate ဖြစ်တဲ့အတွက် gain တွေကိုကျွန်တော်တို့အတိုင်းတာတစ်ခုထိကောင်းကောင်းဆော့လို့ရတယ်အတိုင်းတာတစ်ခုထိပဲအဲကိုက gain ကိုအရန် heavy ဆော့တဲ့သူတယောက်ဖြစ်မယ်ဆိုလို့ရှိရင်တော့တိတ်တော့အစင်ကြီးမှာတော့မဟုတ်ဘူးဘယ်လိုမှဆိုလို့ရှိရင်ဖုန်းနှလုံးလုံးမှာက900 mAh battery နဲ့အကုန်တူတူပဲ မတူတာကသူတို့ရဲ့ charging ပိုင်း Tecno Camon 40 Pro မှာက 45W fast charging နဲ့လာတယ်။ Infinite Note 15 Pro မှာက 90W fast charging နဲ့လာတယ်။ Tecno Camon 40 Pro မှာသုံးမိထားတဲ့ 45W fast charging ဆိုတာကသူ့စင်တော့သူတန်ရာကြည့်မှဆိုလို့ရှိရင်လုံးဝကိုမအဆင်ပြေ။ဒါပေမဲ့ကျွန်တော်တို့ Infinite Note 15 Pro နဲ့သွားပြီးတော့ compare လုပ်လိုက်မယ်ဆိုလို့ရှိရင်တော့သူတို့ကြားမှာနှစ်ဆနေပါလောက်တော့กว่าနေအောင်မျိုးကျွန်တော်တို့တွေ့ရတယ်။နောက်ထပ် Camon 40 Pro ထက်အားသာသွားစေတဲ့အချက်တွေက Tecno Wireless Charging စနစ်ပါဝင်လာတာမျိုးတွေအဲ့လိုမျိုး Wireless အားသွင်းတဲ့အခါမျိုးမှာပို့ပြီးတော့မှ safety ဖြစ်စေမဲ့ ဲ့ match စနစ်ပေါဝင်လာတာမျိုးတွေအခြားဖုန်းတွေကို power bank ပုံစံကျိုးနဲ့ချိတ်ဆက်ပြီးအားသွင်းနိုင်မဲ့ tangled revolt wire charger စနစ်ပေါဝင်လာတာမျိုးတွေဖုန်းအသွင်း gain ဆော့မဲ့အသုံးပြုမဲ့ဆိုရင်တော့မှဖုန်းကိုထိခိုက်မှုမရှိစေဖို့အတွက် bypass charger စနစ်ပေါဝင်လာတာမျိုးတွေဒါပြသော feature တွေအများကြီးကမှပေါဝင်လာတာဖြစ်တဲ့အတွက်ကျွန်တော် battery ampere ဘိုင်းမှာ equally ဖြစ်နေမဲ့ဆိုရင်တော့မှ charging ဘိုင်းမှာ infinite note 15 pro ကသီးသသာပိုကောင်းနေရမျိုးကိုကျွန်တော်တို့တွေ့ရတယ် display ဘက်မှာဆိုလို့ရှိရင်ဖုန်းနှလုံးလုံးမှာက6.7 inch အကျယ်ကူမှာ AMOLED display နဲ့လာမယ် မတူတာက Canon 40 Pro မှာက190 Hz refresh rate Infinix Note 15 Pro မှာက144 Hz refresh rate ကို support လုပ်ပေးထားတယ်။ Infinix Note 15 Pro မှာက144 Hz refresh rate နဲ့ဆိုတော့ကျွန်တော်တက္ကနို Canon 40 Pro မှာသုံးပေးထားတဲ့190 Hz refresh rate ထက်ကျွန်တော်တို့ secret အကျိုးတွေမှာစူးဖြစ်နေမယ်၊မြန်ဆန်နေမယ်ဆိုတာကကျွန်တော်တို့ပြောနေကြရတော့မလို့။ Brand ပိုင်းမှာဆိုလို့ရှိရင်တက္ကနို Canon 40 Pro မှာက Maximum Peak Brighter 1000နဲ့လာမယ်။ Infinix Note 15 Pro မှာကကျွန်တော် Maximum Peak Brighter 1300နဲ့လာမယ်။အဲကျွန်တော်ကိန်းကနေအရာကြည့်မယ်ဆိုလို့ရှိရင်တော့ Techno Comfort Pro ကပိုကောင်းတဲ့ပိုးစားတယ်ဆိုပေမဲ့ဖုန်းနှလုံးလုံးကကျွန်တော်တို့အခုလိုမျိုးအိမ်ထဲမှာဖုန်းသုံးမယ်ဆိုလို့ရှိရင်သူတို့ display နဲ့ပတ်သက်လို့ကဘာမှစိုးရိမ်စရာမရှိဘူးဆိုပေမဲ့ကျွန်တော်တို့နေခင်းဖက်နေအောင်ဖုန်းတိုက်ရိုက်သွားသုံးမယ်ဆိုလို့ရှိရင်တော့ အာသူတို့မှာပါလာတဲ့ကိန်းကန်းတဲ့အရာပိတ်တော့လုံအောင်မနေဘူး resolution ပိုင်းမှာဆိုလို့ရှိရင်တော့ဖုန်းနှလုံးလုံးမှာက1080 2436% ਨੇ လာတယ်ကျွန်တော်တို့ marriage level ဖုန်းမှုအနေထားနဲ့ကြည့်မယ်ဆိုလို့ရှိရင်တော့သူတို့ရဲ့ display resolution တွေကဘာမှအပြစ်တင်ဝေဖန်စရာတော့မရှိဘူး AI feature ပိုင်းမှာဆိုလို့ရှိရင် Techno Common 40 Pro မှာကပွင့်လေးတဲ့အခါမျိုးမှာကိုမလိုချင်တဲ့ object တွေဖြတ်လို့ရတဲ့ AI eraser 2.0ကိုပွင့်လေးတဲ့အခါမျိုးမှာ base frame တွေကကျင်းနေမယ်ဆိုလို့ရှိရင်ချက်ပေမဲ့ AI extender ဖုန်းပြောတဲ့အခါမျိုးမှာဘေးကစူညံတာတွေကိုရှော့ချပေးမဲ့ AI noise cancellation ပြီးတော့ဖုန်းပြောနေရာကို record ယူပြီးတော့ summary တဖို့အနေနဲ့ပြန်ထုတ်ပေးမဲ့ feature တွေအများကြီးကိုမှပါဝင်လာတယ်။ Infinite Note 15 Pro မှာ DeepSeek AI မှာအခြေခံရတဲ့ voice assistant feature ကျွန်တော်ဖုန်းပြောနေတဲ့အခါမျိုးမှာ real time ဘာသာပြန်ပေးနိုင်တာတွေ summarize လုပ်ပေးနိုင်တဲ့ call assist document assist call assist လိုမျိုး feature တွေအများကြီးကိုမှပါဝင်လာတယ်။ဆိုတော့ဖုန်းနှလုံးလုံးမှာတော့ AI feature ပိုင်းတော်တော်လေးအားကောင်းတာမျိုးကျွန်တော်တို့တွေ့ရတယ်။အာကျွန်တော်ရဲ့ personally အရာဆိုလို့ရှိရင်တော့ကျွန်တော် ပို့ပြီးတော့မှအသုံးဝင်နိုင်တဲ့ Tecno Camon 40 Pro ရဲ့ AI feature တွေကိုပို့ပြီးတော့မှသဘောကျမိတယ်။ကင်မရာပိုင်းမှာဆိုလို့ရှိရင် specification တွေကတော့ကျွန်တော်အခုဖြတ်ထားတဲ့အတိုင်းပဲဖြစ်ပါတယ်။ဖုန်းနှလုံးလုံးမှာက15 megapixel main camera နဲ့8 megapixel ultra wide ကိုအတူတူသုံးပေးထားပြီးတော့ selfie camera ပိုင်းမှာဆိုလို့ရှိရင် Camon 40 Pro မှာက15 megapixel နဲ့ Note 15 Pro မှာတော့32 megapixel ကိုသုံးပေးထားတယ်။အသေးလေးပြောမယ်ဆိုလို့ရှိရင်ဖုန်းနှလုံးလုံးရဲ့ main sensor site တွေက 1.156 inch နဲ့1.157 inch ဆိုပြီးတော့စာဆိုင်တွေကကြီးရတဲ့ထဲမှာပါဝင်တယ်။အဲ့တော့အလင်းကအားနေတဲ့ low level saturation တွေမှာဆိုရင်တော့မှသူကပုံထွက်ကောင်းတွေကိုအတိုင်းတာတစ်ခုတည်းဖန်ပြီးပေးနိုင်တယ်။အဲ့ပြီးတော့ကျွန်တော်တို့ပြောဝေချံခဲ့ရကဒီဘုံနှလုံးမှာက objective image stabilization လို့ခေါ်တဲ့ OIS နဲ့လည်းပါဝင်လာတယ်။အဲ့မိကပါစက် ultra wide နဲ့ပတ်သက်လို့ကတော့ကျွန်တော်အများကြီးတော့မပြောတော့ဘာလို့ဆိုတော့ဒီဘုံနှလုံးမှာပါဝင်လာတဲ့အဲ့မိကပါစက် ultra wide ဆိုတာကပါတယ်ဆိုရင်တော့အဖြစ်လုပ်ပေးတာလို့ပြောလို့ရတယ်။မိကပါစက်ရဲ့အဲ့ဟာနည်းတဲ့အတွက်သူကကျွန်တော်တို့ဒီအလင်းရောအားကောင်း ားတဲ့နေရာမျိုးမှာဖြစ်ဖြစ်အလင်းရောက်အားနေတဲ့နေရာမျိုးမှာဖြစ်ဖြစ်ဒရေးကြမှုပိုင်းမှာအားနေချက်လေးတွေရှိနိုင်တယ်ဆက်ပြီးကင်မရာပိုင်းမှာဆိုလို့ရှိရင်တော့ Tecno Camon 40 Pro က15 MP ပါဇယ်နဲ့ Infinite Note 15 Pro ထက် အာမီကာပစဲရပိုကောင်းနေရမျိုးတွေ့ရတယ်မီကာပစဲ is not everything လို့ဆိုရင်မဲအာမီကာပစဲပုံများတဲ့အခါကြလို့ရှိရင်တော့ဒီတိကျမှုဝိုင်းမှာပိုပြီးတော့မှတိတာတယ်အဲ့တော့ကင်မရာဘိုင်းမှာဆိုလို့ရှိရင်အရန်ကြီးသေးသော်ခွာချမ်းနေရမျိုးမရှိဆိုပဲ selfie ကင်မရာဘိုင်းအရာပိုကောင်းတဲ့ Techno Camon 40 Pro လေးကိုတော့ကျွန်တော်ရဲ့ personal ရပိုပြီးတော့မှသဘောကျမိတယ် MP rating ဘိုင်းမှာဆိုလို့ရှိရင် Techno Camon 40 Pro မှာက MP68 dust and water resistant လိုမျိုးလုံးဝ flash level ကိန်းဂဏန်းတစ်ခုနဲ့လာတယ်ဒီကိန်းဂဏန်းကကျွန်တော်တို့ဖုန်နဲ့ရေတံနဲ့မဟုတ်သူက စိမ့်တန်း PR ပြည့်နဲ့ရေ PR တန်းတွေကိုပဲသူကခန့်နိုင်တယ်အဲ Infinite Note 15 Pro မှာကျတော့ IP64 Dust and Water Resistant နဲ့လာတယ်ဒီကိန်းကနေကျွန်တော်တို့ဖုန်းနဲ့ရေတန်းတော့ကောင်းကောင်းခန့်နိုင်တယ်ဒါပေမဲ့သူကရေစိမ့်တန်း PR ပြည့်နဲ့ရေတန်းတွေတော့သူကမခန့်နိုင်ဘူးဆိုတော့ဒီအပိုင်းမှာဆိုလို့ရှိရင်လည်း Techno Camon 40 Pro ကအသောကောင်းနေရောဒီညမှာလမ်းကြုံတစ်ခုပြောချင်တာကဖုန်းထဲမှာပါတဲ့ IP rating IP68 69ဘလောက်ပဲကောင်းပါတယ်ဒီတော့ဒီဟာကကိန်းကနေတစ်ခုပဲအာတကယ်တကယ်တမ်းရေစိမ့်ခန့်တယ်လို့ပြောပြီးတကယ်တမ်းပြတ်သွားတဲ့အခါကျလို့ရှိရင်ဘယ်ဖုန်း company ကမှာအမခံနေတဲ့ run နေပေးရမျိုးမရှိဘူး။အဲ့အတွက်ဒီ channel လို့တော့ view site နေခြင်း။ဆိုတော့ကြော်ဒီနေ့မှာပြပြပေးခဲ့တဲ့ Techno Comfort Pro နဲ့ Infinite Note 15 Pro အာဒီဖုန်းနှလုံးနဲ့ပတ်သက်လို့မိတ်ဆွေတို့အနေနဲ့ရောဘယ်လိုမြင်လဲ။ ဖုန်းနှလုံးလုံးကတော့10သိန်းဝန်းကျင် Official Global ထဲမှာဆိုလို့ရှိရင်တော့ price to performance ဖုန်းတွေလို့ပြောလို့ရတယ်။ဘယ်ဖုန်းပဲရွေးရွေးအဲတင်ပလာညနာဘားစရာတော့မရှိပါဘူး။ဒါပေမဲ့ကျွန်တော်ရဲ့ personally အရာရွေးချယ်ရမယ်ဆိုလို့ရှိရင်တော့အဲကျွန်တော်နဲ့ပို့ပြီးတော့မှအဆင်ပြေနိုင်မဲ့အာနည်းနည်းအာပူကောင်းတဲ့အချက်လေးပို့ပြီးတော့မှများတယ်။ Techno Comfortable လေးကိုပို့ပြီးတော့မှသဘောကျတယ်။မိတ်ဆွေအနေနဲ့ရောဘယ်လိုထင်လဲ။ကိုယ့်ရဲ့အထင်မြင်လေးကိုဒီပေးကွန်မန့်အောင်မှာဝင်ရောက်ဆွေးနွေးပေးသွားလို့ရပါလို့ပြောနေပဲ။ ျွန်တော်တို့ရဲ့အစီအစဉ်လေးကိုဒီမှာပဲကျွန်တော်ခွင့်ပြုပါတရှိပေးခဲ့ကြတဲ့ဘော်ဒါရီတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါလို့ပြောရနေပဲကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါဦး